ဖဖဖများလုံးမင်္ဂလာပါကလောက်ကနာနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီတပတ်တော့ကျွန်တော်တို့အဲပြည်မြလေးပွဲစဉ်မှာကျွန်တော်တို့တော်တော်လေးမှာပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ပွဲတစ်ပွဲစောင့်ကြိုတယ်ဒီပွဲကတော့ကျွန်တော်တို့ဒီပွဲဦးနဲ့ကျွန်တော်စန္ဒလန်တင်ပါကျွန်တော်ဒီပွဲကတော့တော်တော်လေးမှာကျွန်တော်တို့ကြည့်လို့ကောင်းမယ်လို့တော့မြင်တယ်ဘာတော့ကြောင့်လဲဆိုတော့ဒီပွဲဦးနေတဲ့ရှေ့ပွဲမှာတော့နိုင်ပွဲတွေကိုကျွန်တော်အဝေးဘက်မှာတော်ရရင်ဆိုင်တဲ့ပွဲမှာတော့နိုင်ပွဲကိုပုံဖော်ထားပြီးတော့ဒီနေ့ကျွန်တော်တို့ အိမ်ငွေးမှာပဲတော့ကျွန်တော်စန္ဒလန်းနဲ့ထပ်ပြီးတော့ส่งတွေးရမယ့်ပွဲတစ်ပွဲရှိတယ်ဒီပွဲမှာတော့တော်တော်လေးမှလေပေါ့တော့ကခက်ခဲအောင်မဲ့ပွဲတွေလို့မြင်တယ်ဘာတက်ကြောင့်လဲဆိုလို့ရှိရင်စန္ဒလန်းတော်တော်လေးမှကျွန်တော်တို့ခြေစွမ်းကောင်းနေပြတ်တာထားတဲ့အသင်းသင်းဖြစ်တဲ့တကြောင်သူ့အနေနဲ့တင်းကြီးနဲ့တွေ့တယ်တော်တော်လေးမှဒုက္ခပေးတတ်တဲ့အသင်းသင်းဖြစ်တယ်ဗျအထူးသဖြင့်ကျွန်တော်တို့ချက်ချင်းရဲ့အိမ်ငွေးမှာသူတို့အနေနဲ့တွားရောက်ပြီးတော့ရှင်ပြိုင်တဲ့ပွဲမှာစန္ဒလန်းတင်းနေတယ်နိုင်ဝဲဆက်ထားတယ်အာဆင်နယ်သူ့ရဲ့အိမ်ဝင်းမှာပဲကျွန်တော်နောက်ကျသွင်းကိုယ်တွေနဲ့တေရလက်တွေပုံဖော်ထားတဲ့အတွက်ကြောင့် ဒီဘုဒ္ဓကတော့ဒီတစ်ခါရှင်ပြန်မဲ့ကျွန်တော်တို့ပြည်မြလိပွဲစဉ်၁၄ရတော့ထပ်ပြီးတော့ခက်ခဲအောင်မဲ့ပွဲတစ်ပွဲလို့တော့ကျွန်တော်မြင်တယ်။ခွေးရဆုံးကျွန်တော်ဗီဒီယိုလေးမစခင်ကျွန်တော် YouTube channel လေးကို like and subscribe မလုပ်ကတည်းဒီကိုဒီနဲ့ like and subscribe လုပ်ပြီးကိုညီပေးသားလို့ရပါတယ်။ခွေးအဆုံးဗီဒီယိုလေးကိုစားလိုက်ကြအောင်။ရင်းဆုံးနေနဲ့ကျွန်တော်ဒီနဲ့တင်းရဲ့ဆုံတွေ့မှုကတော့တော်တော်လေးကိုမှကြည့်လို့ကောင်းမယ်လို့တော့မြင်တယ်။ကျွန်တော်ဒီနဲ့တင်းရဲ့ဆုံတွေ့မှုကလည်းမတွေ့ခဲ့တာလည်းတော်တော်လေးကိုမှကြာခဲ့ဆယ်စုနှစ်တခုလောက်ရှိတော့မယ်ဖြစ်တဲ့အတွက်ကြောင့်ဒီခါဆုံတွေ့မဲ့ကျွန်တော်တို့ အဲပွဲစဉ်မှာတော့တော်တော်လေးဥမာကျွန်တော်ကြည့်လို့ကောင်းမယ်လို့မြင်တယ်ဘာတဲ့ကြောင့်လဲဆိုရင်ဆန္ဒလန်အနေနဲ့ကျွန်တော်တို့အဲပြီးမြန်လေးကနေတန်းဆင်းတော့တာတော်တော်လေးမှာကြာခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်ဒီနှစ်မှာပြန်လဲတန်းတက်လာပြီးတော့စီစုံကောင်းတွေတို့အနေနဲ့လည်းပြတ်တထားတယ်လို့ပြောလို့ရတယ်အဲဒီတော့ကြောင့်လီဗာပူးသင်းနေနဲ့ကျွန်တော်တို့ရှစ်ပွဲတွေမှာကျွန်တော်တို့အဲရှုံးပွဲတွေရောနိုင်ပွဲတွေရောကျွန်တော်ပလူပြန်းနေတဲ့အချိန်မှာကျွန်တော်အများဆုံးတော့ကျွန်တော်ရှုံးပွဲတွေအများဆုံးပါပဲရှုံးပွဲတွေမျိုးကနေတော့ကျွန်တော်တို့ပြန်လဲရုံးထွက်ဖို့ အဲခက်ခဲနေတဲ့ပွဲစဉ်တွေကနေရောကျွန်တော်နိုင်ပွဲတွေပြင်ရတယ်ပြီးလို့ဆိုရင်ကျွန်တော်ရှစ်ထပ်ပြီးတော့အဲတေဘွဲတွေအဲ့လိုတေဘွဲတော့မသိမရှိပဲလေရှုံးဘွဲတွေတအားများနေတဲ့အချိန်မှာဒီကဆုံပေးမဲ့ပွဲတော့ဆန္ဒလန်ဖြစ်နေတဲ့အတွက်ကြောင့်ဆန္ဒလန်တော်တော်လေးမှမကျော်တဲ့အသင်းသင်းဖြစ်တဲ့ကြောင့်လေဘဟုတော့ကတော့ထပ်ပြီးတော့ခက်ခဲအောင်မဲ့ပွဲတွေလို့မြင်တယ်လေဘဟုအသင်းနေနဲ့ကျွန်တော်ရှစ်ပွဲရှစ်ကကျွန်တော်ဝဟန်းနဲ့ပွဲကလူစင်းအတိုင်းကဆက်လက်အသုံးပြုသွားမယ်ဆိုရင်တော့တော်တော်လေးမှကောင်းမွန်တဲ့ပုံစံမျိုးတွေလို့မြင်တွေ့ရတယ် เนาะဒီနေရာမှာတစ်ခါလည်းပြောချင်တာတော့အဲလီဗာပူးအသင်းရဲ့ကစားသမားဖြစ်တဲ့မိုဟာမက်ဆာလာကတော့ကျွန်တော်လာမဲ့၃ဘွဲ့၄ဘွဲ့လောက်ပဲကစားမထောက်မှာဖြစ်ပြီးတော့ကျွန်တော်ဒီဇင်ဘာ15ရက်နေ့ကြာလို့ဆိုရင်ကျွန်တော် EJ ရဲ့ကျွန်တော်တို့ဖလားပွဲဖြစ်တဲ့ဖလားပွဲတွေသူ့အနေနဲ့နိုင်ငံပွဲကိုပြန်လဲသွားရောက်ပြီးတော့ကစားမှာဖြစ်တဲ့အတွက်ကြောင့်အဲဒီလာမဲ့ဆန်နလန်တပွဲပြီးတော့နောက်၃ဘွဲ့ပဲကစားတော့မှာဖြစ်တော့ပြီးလို့ဆိုရင်သူ့အနေနဲ့အဲ EJ ကိုပြန်တော့မှာဖြစ်တဲ့အတွက်ကြောင့်အဲဖြစ်တယ်လို့ဆိုပြီးတော့ကျွန်တော်တို့သတင်းတွေမှာတွေ့ရတယ်နောက်ပြီးတော့ကျွန်တော် frame bound အနေနဲ့လည်း ဒီ frame bar မှာကိုနပလေလေးရတော့ဒီတပွဲတော့လဲလောက်ပြီဗျာဒီတပွဲမှာလဲပြီးတော့ကျွန်တော်ရှစ်ပွဲမှာတော့အဲပြန်လဲပေါဝင်လာမယ်လို့တော့နှိပြထားတာနှိပြတော့ပြောတယ် frame bar တော့ကျွန်တော်တို့ဒီတပွဲရောရှစ်တပွဲရောမသိကြဘဲနဲ့ကျွန်တော်တို့ champion league ကျွန်တော်တို့ internet ပွဲလောက်မှာလဲပြန်လဲပေါဝင်နိုင်မယ်လို့တော့ပြောတာထားတယ်ဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်တို့ အဲဒီနေ့တင်းရဲ့ကျွန်တော်နောက်ဆုံးရှင်းပြထားတဲ့၅ပွဲအကြောင်းလေးပြောလိုက်ဒီနေ့တင်းရဲ့နောက်ဆုံးရှင်းပြထားတဲ့၅ပွဲမှာဆိုရင်တော့ပြပဦးနေနေကတော့ကျွန်တော်၂ပွဲပဲနိုင်ထားပြီးတော့ကျွန်တော်တို့၃ပွဲထိရှုံးနေထားတယ်သူတို့နေနဲ့နိုင်ထားတဲ့ပွဲကတော့ဝဟန်အဝေးကွင်းမှာနိုင်ထားပြီးတော့ကျွန်တော် Real Madrid ကိုကျွန်တော်တို့ချန်ပီယံလိမ်းမှာနောက်ဆုံးနိုင်ထားတာပွဲဖြစ်တယ်အဒီကြားထဲက၃ပွဲကတော့သူတို့နေနဲ့ဂိုးပြတ်လိုမျိုးရှုံးနေထားပြီးတော့နောက်တန်းမှာဆိုရင်တော့ကျွန်တော်တို့၁၆ထိလောက်ပေးထားပြီးတော့၃ပွဲတော့ကျွန်တော်တို့တကိုးပဲတွင်းထားတဲ့အတွက်ကြောင့် ဒီဘဝရကျွန်တော်နောက်တန်းတော်တော်လေးမှအချိန်ဆိုးွားလုံးနေတယ်လို့မြင်တယ်။နောက်နောက်ဆုံးရှင်းနေပြန်ထားတဲ့ပြင်းပြလေးပွဲစဉ်မှာ73မှာဆိုရင်တော့ဝဟန်ကိုဝေကွမှာတွားရရှင်မြန်နဲ့ပွဲမှာတော့ clean sheet ဒီဘဝရတဲ့အတွက်ကြောင့်တော်တော်လေးမှာကျွန်တော်တို့ပြန်လဲကောင်းမွန်လာတဲ့ပုံစံမျိုးလို့မြင်တယ်။တကယ်လို့ဒါဒီနေ့ပွဲကိုဒါလေဘောသင်းနေတယ်။နိုင်ပွဲရတော်မယ်ဆိုရင်တော့ကျွန်တော်ကြည့်လိုက်ပါမယ်။အသုံး24ဆိုရင်တော့ကျွန်တော်အဆင့်9နေရာထိလောက်ကိုတက်လန်းလာမယ်ပုံစံမျိုးလေးရှိတယ်ဗျာ။ဒါဒီတော့ကြောင့်လေဘောသင်းနေတဲ့ဒီနေ့ပွဲမှာတော့ အိမ်ငွေးပွဲလဲအိမ်ငွေးမှာကစားမယ်ကျွန်တော်ဆန်နလန်နဲ့ပုံမှာရောထပ်ပြီးတော့နိုင်ဖို့ပြန်လဲပုံဖော်ဖို့လိုအပ်တယ်လို့မြင်တယ်။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ချန်ပီယံလိတ်ကျွန်တော်တို့1 2 4မှာတော့တော်တော်လေးမှာတိုက်ပွဲဝင်နေတဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီပါဦးတင်းနေတဲ့ကျွန်တော်တို့ချန်ပီယံလိတ်ဝင်ဖို့ဆိုလို့ဆိုရင်တော်တော်လေးမှာကြိုးစားသွားမယ်ပုံစံမျိုးလေးရှိတယ်။အထူးသဖြင့်ကျွန်တော်တို့ Aston Villa တို့ Brighton တို့ကလည်းအမှတ်တွေတိုက်ပြီးတော့မကွာထားတဲ့အနေနဲ့မှာဒီပါဦးတင်းနေတဲ့ဒီနေ့ပွဲတော့နိုင်ဖို့ပြန်လဲမဖြစ်မနေလိုအပ်တယ်လို့တော့မြင်တယ်။ခွဲကျွန်တော်တို့ဒီနေ့တင်းရဲ့ကျွန်တော်တို့နောက်ဆုံးတွေ့ထားတဲ့ကျွန်တော်တို့ အဲပွဲတွေမှာဆိုရင်ဟတ်တူဟတ်ထိုက်တိုက်တွေ့ဆိုမှာဆိုရင်လီဗာပူးက6ကြိမ်နိုင်တယ်အာ9ကြိမ်နိုင်တယ်6ကြိမ်နေကြတယ်တစ်ဖက်ကဆန်လန်လန်ကတော့ကျွန်တော်တို့ဒီကြိမ်ပဲနိုင်ထားတယ်ကျွန်တော်တို့တေပွဲတွေများထားတဲ့အတွက်ကြောင့်မတွေ့ထားတဲ့တွေ့ဆုံမှုမရှိတဲ့ဒီနှစ်သင်းရဲ့တော်တော်လေးမှကြာထားတဲ့ပုံစံမျိုးမှာဒီတစ်ခါကျွန်တော်တို့အဲစုံတွေ့မှုကတော့ဘယ်သင်းရအတားကြီးရတော့မှာလီဗာပူးကကျွန်တော်တို့အများနဲ့လို့တို့အခုနှစ်မှာဆိုလို့ရှိရင်တော်တော်လေးမှကျွန်တော်ရုံးကန်နေရတဲ့ အတင်းတင်းဖြစ်တော့တစ်ဖက်ကကျွန်တော်စန္ဒလန်လည်းကျွန်တော်ဒီနေ့မှာပြီးမြားလေးဟိုပြန်လဲတန်တက်လာတဲ့အတင်းသုံးနေနေမှာသူကတော့တော်တော်လေးမှခြေစွမ်းနေပြသထားနိုင်နေတယ်တင်းတင်းဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးမှကျွန်တော်ကြည့်လို့ခေါ်မှာပါအခုရအောင်ကျွန်တော်ဒီနေ့တင်းရကျွန်တော်တို့ခမန်းလိုက်နဲ့လေးကိုတားလိုက်ကြအောင်ယူဇုံးနေရကျွန်တော်ဆန္ဒလန်တော့ပြောပါမယ်ဆန္ဒလန်မှာကိုသမားမှာတော့ကျွန်တော်တို့ရှက်ဖီပဲပါလာပြီးတော့နောက်တန်းမှာဆိုတော့ကျွန်တော်တို့ဂျီရိုဘီပြီးလို့ရှင်အယ်ရီပြီးလို့ရှင်ဘယ်လက်ပြီးရင်တော့နောက်တစ်ယောက်ကမူဂီယီနဲ့ ဟွန်ဟွန်နို့ပဲပွဲထွက်လာမယ်လို့မြင်တယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကွင်းလယ်မှာဆိုရင်တော့ကျွန်တော်တို့လီဗီရဲ့ဆာရာဂီရဲ့ပြီးရင်တော့ကျွန်တော်တို့အဲပရီးမီးယားလိနဲ့တိတ်တယ်မစိမ့်နဲ့ကျွန်တော်ရှာကာတို့ပြီးပါပြီးတော့ပြီးရင်တော့နောက်တစ်ယောက်ကမေယန်ဒါပဲပွဲထွက်လာမယ်ပြီးတော့သူ့ရဲ့အဓိကတိုက်စစ်နေရာမှာဆိုတော့ဘရော့ဘီပဲပြန်လဲပတ်ပွဲထွက်လာမယ်လို့တော့မြင်တယ်။ဒီစုဖွဲ့ကလည်းသူတို့ရဲ့အတောင်တင်းဆုံးလူစင်းဖြစ်တဲ့အတွက်ကြောင့်ဒီတကာလာပြီးတော့လေဘဝရဲ့အိမ်ကိုရှင်ပြန်တဲ့ပွဲမှာတော့သူတို့အနေနဲ့လေဘဝဒုက္ခပေးနိုင်မလားဆိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်။ လူအုပ်တင်းနဲ့အင်ကွင်းရဲ့ရလက်တရားတွေတော်တော်လေးမှထိုးကျသွားတဲ့အခြေအနေမျိုးမှာဆန္ဒလမ်းနဲ့ပြန်လဲဆုံတွေ့တာတော့တော်တော်လေးမှကျွန်တော်တို့အဲရင်ခုန်ဆက်လို့ရှားစရာကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်သွားမယ်လို့တော့မြင်နေတယ်။ဒါပေမဲ့ကြောင့်လည်းဆိုရင်ဆန္ဒလမ်းအနေနဲ့ကျွန်တော်တို့နောက်ဆုံးရှင်းပြထားတဲ့အဲသူ့ရဲ့အင်ကွင်းဘက်မှဆိုရင်တော့ဘုံမောက်လို့အသိမျိုးတော့မှကျွန်တော်တို့3 2နဲ့9ဘွဲတွေကိုပုံပေါ်ထားသလိုကျွန်တော်တို့အဲအဝေးဘက်မှဆိုရင်တော့သူ့အနေနဲ့ကျွန်တော်တို့နောက်ဆုံးဘွဲမှဆိုရင်တော့ဖူအန်တင်းကိုပဲရှုံးနေထားတဲ့အတွက်ကြောင့် ဆန္ဒလမ်းလည်းတော်တော်လေးမှကျွန်တော်တို့ခြေစွန်းကောင်းတွေပြတ်ပြထားနိုင်တဲ့အသင်းသင်းလို့ပြောလိုက်ရ။ Okay အဲ့ဒါဆိုရင်ကျွန်တော်တို့လီပေါ်ကြီးရဲ့ line နဲ့လီပေါ်ဦးမှာဆိုရင်တော့တို့ကျွန်တော်ဂိုဒရဂိုဒမနေရမှာဆိုရင်နော်လီဆန်ဘာကပဲပွက်ထလာမယ်။နောက်တန်းမှာဆိုရင်တော့ကျွန်တော်တို့ရှစ်ပွဲစဉ်အတိုင်းပဲဒီနေ့ပွဲမှာတော့ပြန်လဲပွက်ထလာမယ်လို့မြင်နေ။အဲဂျိုကိုမရှိမယ်ဗျာဂျိုကိုမကရှစ်ပွဲမှာတော်တော်လေးမှခြေစွန်းပြတ်သွားတာ။သူ့ရဲ့ခြေစွန်းနေရကျွန်တော်တို့အဲတနေ့ရွှေတနေ့ငွေဖြစ်နေတဲ့အတွက်ကြောင့်ဒီတစ်ပွဲပြရင်ပြမပြနောက်တစ်ပွဲအလိုမျိုးပြအာ မပြဖြစ်တဲ့အတွက်ကြောင့်ပြလိုက်မပြလိုက်ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုလည်းတိတ်ပြောယုံစားလို့မရဘူးလို့ပြောလိုက်ဒါမှလည်းခြေပွဲမှာတော့တော်တော်လေးမှခြေစွမ်းလေးပြသထားနိုင်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ပြန်လဲပါဝင်လာမယ်လို့တော့မြင်တယ်ဂျိုကူမဲရဲ့ပြီးရင်ကျွန်တော်တို့အဲကွန်နတီရဲ့ဘတ်ဂျက်ပန်ဒါရဲ့တစ်ဖက်ကတော့ကျွန်တော်တို့မီလိုကားကတ်မဟုတ်လို့ဆိုရင်မီလိုကားခွက်အနေနဲ့ကျွန်တော်တို့အဲပွဲတွေနည်းနည်းစိတ်လာတဲ့အတွက်ကြောင့်သူ့အဆင်မပြေမှာဆိုလို့ကျွန်တော်ဒီနေ့ပွဲမှာတော့ရောဘတ်ဆန်ကိုပို့ပြီးတော့ထည့်စေခြင်းနဲ့ပြီးရင်တော့ကျွန်တော်ကွင်းလယ်မှာဆိုရင်တော့ဒီကကွင်းလယ်ကစားသမားဖြစ်တဲ့ Ryan Gravenberg မှတ်လစ်စားပြီးလို့ရှင် Sobo slide Sobo slide မဟုတ်လို့ရှင်လို့ရှင်တော့ကျွန်တော်တို့အဲ Florian Whip ပဲပွဲထွက်လာမယ်လို့မြင်တယ်ပြီးတော့ကျွန်တော်တို့ခြေပွဲမှာအတုံးပြုထားတဲ့အတိုင်းဆိုလို့ရှင်တော့ကျွန်တော်တို့အဲတစ်ဖက်မှာတော့ Gabo ီးရင်တော့ကျွန်တော်အစ်ဆက်ရှိပြီးတော့နောက်တစ်ယောက်ကတော့ကျွန်တော်တစ်ဖက်ကတော့ကျွန်တော် solo line တို့ပွဲထွက်လာမယ်လို့မြင်တယ်။ Mohamed Salah မရှိတဲ့ကျွန်တော်တို့မပါလိုက်တဲ့ပွဲကတော်တော်လေးမှကျွန်တော်တို့ခြေစွမ်းကောင်းတွေပြတ်တထားပြီးတော့ပြီးရင်လည်းကျွန်တော်တိုက်ဆက်ကလည်းတော်တော်လေးမှအလုပ်ဖြစ်သလိုကွင်းလင်မှလည်းတော်တော်လေးမှကျွန်တော်အတော့ဖက်ညီတဲ့ပုံစံမျိုးလေးတွေပြတ်တထားနေတဲ့အတွက်ကြောင့်ဒီအစုပ်ကကျွန်တော်တို့တော့ဆိုရင်တော်တော်လေးမှအဆင်ပြေတဲ့ပုံစံမျိုးလို့ရမြင်တယ်။အဲ့လိုမှမဟုတ်ဘဲတိုက်ဆက်မှပြောင်းလဲလို့မှဆိုရင်တော့ကျွန်တော်တို့အဲ Isak ကိုနားခဏနားပိတ်တော့ကျွန်တော် EKTK နဲ့ပွဲထွက်လာမယ်ဆိုရင်လည်းတော်တော်လေးအဆင်ပြေတယ်။အဲ့လိုမှမဟုတ်ဘဲကျွန်တော်တို့အဲ flow လေး လဝင်းကိုလဝင်းကိုပို့မယ်ဆိုရင်တော့ flow တော့အဆင်မပြေဘူးဘာဖြစ်လို့လဲဆိုတော့ကိုဒီကဘူကအဲ့ဒီမှာအဲတော်တော်လေးမှအဆင်ပြေနေတဲ့အတွက်ကြောင့်တစ်ဖက်ကမိုးစားလာဘဲကျွန်တော်တို့ဒီနေ့ပွဲမှာလည်းထပ်ပြီးတော့အောက်လိုက်မယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေမယ်လို့တော့မြင်တယ်။နေ့ပြနေနဲ့ဘလို့ပွဲထုတ်လာအောင်လဲဆိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်မယ်။အဲမိုဟာမက်ဆာလာကိုပဲပွဲပြန်လဲထုတ်လာမယ်ဆိုရင်တော့လဘောဦးသင်းရဲ့ကျွန်တော်တိုက်ဆက်ကတော့တော်တော်လေးမှထပ်ပြီးတော့အားနဲ့သွားမယ်လားဆိုတော့ကျွန်တော်စိုးရိမ်မိတယ်။ဘာတက်ကြောင့်လဲဆိုမိုဟာမက်ဆာလာရဲ့ကျွန်တော်အသက်ကြီးပြီးတော့ကျွန်တော်တို့အဲသူ့ရဲ့ လာတဲ့ပုံရိပ်တွေကလေဘော်ဦးရဲ့တိုက်စစ်ကိုတော်တော်လေးမှထိခိုက်လာတယ်လို့မြင်တယ်။ဘာတဲ့ကြောင့်လဲဆိုသူ့အနေနဲ့အဲတကောကောင်းဂုံးမရတာကြာလာတော့ရတည်တယ်မှာဟိုတကောကောင်းစံမှုဒီလိုမျိုးသူ့အနေနဲ့ဖြစ်ရင်လေပြည့်တဲ့နေနေနဲ့တော့ဖြစ်သွားတယ်ဗျ။ဒါပေမဲ့လည်းသူ့အနေနဲ့လေကိုရအောင်စူးစမ်းနေတဲ့ပုံစံမျိုးမှာတော့ပြည့်တဲ့တွေတော့တကောကောင်းစံမှုလိုပဲမြင်သွားတာတော့မထူးဆန်းလို့လို့မြင်တယ်။အဲ့တော့ကြောင့်ကျွန်တော်ဒီနေ့ပုံမှန်ဆိုရင်တော့မိုဟာမက်ဆာလာပဲအဲတကယ်လို့ထွက်လာမယ်ဆိုရင်တော့ကျွန်တော်အမြင်အရဆိုရင် flow ပဲထပ်ပြီးတော့ပြန်အောက်မဲ့ပုံစံမျိုးရှိတယ်။ ဲ့လိုမှမဟုတ်ဘဲနဲ့အဲ flow မအောင်ဘူးဆိုလို့ရှိရင်တော့မိုဟာမက်ဆာလာကိုအောက်မှာရမယ်ပုံစံမျိုးလေးရှိတယ်။ညီကိုလေးနဲ့ရောဒီညချင်းမြန်ရမယ်ကျွန်တော်ပြီးများလေးပွဲစဉ်ကျွန်တော်14ရက်လေဘော်ဦးနဲ့ဆန်လန်လန်တို့ရဲ့ပွဲမှာဘလို alignment line နဲ့ဒီနဲ့ထွက်စေခြင်းနဲ့ဘသူ့ကိုပေါင်အောင်စေခြင်းပြီးတော့ကျွန်တော်နိုင်မတဲ့ထပ်ပြီးတော့ပုံဖော်နိုင်မလားဒါမှမဟုတ်ဘဲနဲ့ဆန်လန်လန်ရဲ့မာကြောတဲ့ကျွန်တော်တို့ပုံစံကိုလေဘော်ဦးတို့အနေနဲ့အဲဂျင်ဆိုင်ရမလဲဆိုတော့တော်တော်လေးပါစိတ်ဝင်စားဖို့အောက်မှာဒီပွဲမှာတော့ကျွန်တော်မြင်ရဆိုတော့တကယ်လို့လားမိုဟာမက်ဆာလာတို့ပါတို့လေဘော်ဦးတင်းရဲ့ကျွန်တော်တို့ စခွက်ကရှေ့ကကျွန်တော်တို့ဝဟန်အတင်းနဲ့ကစားသွားတဲ့ပုံစံစင်တူမျိုးဆိုရင်တော့ဒီနေ့ဘွဲမှာထပ်ပြီးတော့နိုင်ဘွဲကိုပုံဖော်သွားနိုင်မယ်လို့တော့ကျွန်တော်ကတော့ယုံတယ်တူဝမ်းလောက်နဲ့ပဲလဘောက်တင်းထပ်ပြီးတော့နိုင်ဘွဲတွေပုံဖော်ပြီးတော့ကျွန်တော်အဆင့်9နေရာထိလောက်တက်လန့်လာမယ်လို့တော့မြင်တယ်ဒါနဲ့ကိုသိန်းကိုလည်းကိုအဲအကောင်းဆုံးတွေ့ထတာလို့တော့မြင်တယ်ညီလိုလေးနဲ့ရောဘလို့မြင်ရလဲဒီကရှင်မညာတဲ့ဘွဲမှာတော့ဘယ်တင်းကနိုင်ဘွဲတွေပုံဖော်သွားမလဲထိမဲ့မထားတဲ့ကျွန်တော်တို့ခိုက်တက်နေထပ်ပြီးတော့ ကြုံတွေ့ရမှာအန်ဖီရဲ့ကျွန်တော်တို့အမွေးတက်တွေကုံဆုံးသွားပြီလားဆိုတာတော့ဒီညမှာစောင့်ကြည့်ရမယ်လို့ပြောမယ်ဒီညမှာပဲကျွန်တော်ဒီညမှာတော့ကျွန်တော် YouTube မှာတော့လေပေါင်းနဲ့ဆန်နလိုင်းဖွဲ့လေးကိုလိုက်ရှိတဲ့အတွက်ကြောင့်ညီကိုလေးနဲ့လာရ join နေတဲ့သူတွေ join လို့ရပါတယ်ဆိုတဲ့ကြောင့်ဒီညကနေဖိတ်ခေါ်ပါတယ်ကျေးဇူးများတင်ပါတယ်